တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါတယ်ဒီနေ့ကတော့ဘာမှမပြောခင်ပါလေ comments ဒီထဲမှာတချို့တော့သူတွေရေးတဲ့ဥစ္စာလေးကိုနည်းနည်းလေးပြောပြချင်တယ်အားပါလေဆိုတော့နွေဦးမင်းရဲ့စစ်ရေးသတင်းတွေတင်ပေးပါရခိုင်သတင်းတွေလည်းတင်ပေးပါလို့ပြောတယ်ဆိုတော့အားလုံးလေးသိတဲ့အတိုင်းပဲနွေဦးမင်းကသတင်းအများအားနောက်ကြတယ်သူများတွေလို့အခုသတင်းထွက်လာအခုသတင်းမလုတ်နိုင်တဲ့အတွက်ကြောင့်နွေဦးမင်းတဲ့ပိုးပြီးမှ နော်လုံနိုင်တဲ့သူတွေရှိတယ်သူတို့ကြတော့သတင်းတွေကိုအခုရအခုတင်နိုင်တဲ့အစွမ်းစားရှိကြတဲ့အတွက်ကြောင့်သူတို့ကတင်ကြတယ်ຫນွေဦးမေကသတင်းမှာနောက်ကြတဲ့အတွက်ကြောင့်စီရေသတင်းတွေကိုမတင်တာဖြစ်ပါတယ်စီရေပိုင်းဆိုင်ရာမတင်ချင်လို့လည်းမဟုတ်ပါဘူးကိုယ့်ရအားနဲ့ချက်ကိုကိုသိတဲ့အတွက်ကြောင့်မတင်ပေးနိုင်တာဖြစ်ပါတယ်ဆိုတော့ကြောင်းပထမအုပ်ဆုံးပြောပြခြင်းနဲ့နော်ကချင်ပြည်နယ်စစ်ရဲကိုတရေကိုမပြောခင်မှာလေသဘောကျတဲ့အရာတစ်ခုရှိတယ်အာဘာလဲဆိုတော့ ျတို့ကပြောတတ်တယ်နော်မင်္ဂလာရှိတဲ့သူကတော့သူရောက်တဲ့နေရာမှာမင်္ဂလာနဲ့ပြည့်စုံတယ်။အမင်္ဂလာနဲ့ပြည့်စုံတဲ့သူကရောက်တဲ့နေရာမှာသူတစ်ပါးကိုအမင်္ဂလာဖြစ်စေတယ်ဆိုတဲ့အကြောင်းเนาะဆိုတော့အခုခွေးချဘူးကနေမှာအလုံးတည်တယ်။ထိုင်းကိုလည်းပဲရွေးကောက်ပွဲကိုထောက်ခံပေးဖို့ဆိုမှသူသွားလိုက်တယ်။ Prime Minister နဲ့လက်ဆွဲနှုတ်ဆက်ခဲ့တယ်။ Prime Minister ပြုတ်သွားတယ်။ နီပေါကဝန်ကြီးနဲ့တွားနှုတ်ဆက်ခဲ့တယ်။နီပေါဝန်ကြီးမိသားစုဘေဘွားရောက်သွားတယ်လေ။ဆိုတော့အခုလွန်ခဲ့တဲ့တရုတ်ပြည်သွားတော့ကမြောက်ကိုရီးယားကောင်းဆောင်နဲ့တွားနှုတ်ဆက်ခဲ့တယ်။ဆိုတော့အခုမြောက်ကိုရီးယားကစစ်ခွေးတွေကိုလက်နက်ခဲယံရောင်းချပေးတယ်ဆိုပြီးမှ ကိုရီးယားကလူ9ဦးနဲ့ကုမ္ပဏီတစ်ခုကိုစီးပွားရေးပိတ်ဆို့လိုက်ပြီးဆိုပြီးမှအမေရိကန်ကနေမှအကြီးညာလိုက်တယ်။ဆိုတော့ခွေးကျဖို့နင့်ရဲ့အဆင့်တန်းနင့်ရဲ့မင်္ဂလာနင့်ရဲ့စက်တရေကဘလောက်တုံးတယ်လဲဆိုတော့လေပြောစရာတော့မရှိဘူးဖြစ်သွားတယ်။နော်။ ဆိုတော့အခုကျွန်တော်တို့နောက်သတင်းအနေနဲ့ကတော့လွန်ခဲ့တဲ့အပတ်သုံးကဆော့လော်နဲ့လန်စေကြားမှာရှိတဲ့ကျွန်တော် KIA စခန်းကိုပြည်သူ့ခွေးတွေနဲ့စစ်ခွေးတွေနဲ့ပေါင်းပြီးမှလာတိုက်တဲ့အခါမှာအလုံးရှုံးပြီးမှထွက်ပြေးသွားတာအလုံးအတိပဲဖြစ်တယ်။ဆိုတော့အခုစစ်ခွေးတွေကလန်စေကိုမရမနဲ့ထိုးစစ်ဆင်ဖို့ရအတွက်အခု ူတာအူမှာရှိတဲ့ကားအကြီးအငယ်အားလုံးကိုပေါ်တာဆွဲတယ်ဆွဲပြီးမှသူတို့ရဲ့စာနာရိတ်ခါနဲ့လက်နက်ခဲရနေကိုခေါင်လံဖိုးကိုပို့နေတယ်ဆိုတဲ့အကြောင်းသိရတယ်နေပြည်တော်ကနေမှပူတာအူဘက်ကိုလေရင်နဲ့တွားချထားတဲ့လက်နက်ခဲရန်တွေစာနာရိတ်ခါတွေကိုပူတာအူမှာရှိတဲ့ပြည်သူလူထုတွေရဲ့ကားအကြီးအငယ်တွေကိုပေါ်တာဆွဲပြီးမှခေါင်လံဖိုးကိုပို့မယ်ဒီခေါင်လံဖိုးကိုပို့ပြီးမှပဲသူတို့ကဒီကနေမှချေချင်နဲ့လန်စေဘက်ကိုထိုးစစ်ဆင်လာမှာဖြစ်တယ်ဒါကြောင့်အခု မကြခင်မှာလန်စဲမှာတိုက်ပွဲကြီးကြီးဖြစ်ပွားစရာကြောင်းရှိတယ်ဒါကြောင့်ပူတာဦးတို့ဆော့လော်တို့လန်စဲဒီမှာရှိတဲ့ပြည်သူလူထုတွေကိုပြောချင်တာကတတ်နိုင်တဲ့လောက်အစားအသောက်တွေကိုစုဆောင်ထားကြပါမကြခင်မှာတိုက်ပွဲကြီးကြီးဖြစ်ပွားနိုင်စရာကြောင်းရှိတယ်အခုစစ်ခွေးတွေကတော့နေ့တိုင်းလိုလိုကားအကြီးငယ်ပေါ်တာဆွဲပြီးတော့ ခေါင်လန်ဖူးဘက်ကိုလက်နဲ့ခဲရနေပို့ဆောင်နေတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ပြီးနောက်တစ်ခုကတော့အခုဒီဝိုင်းမော်ဘက်မှာလည်းတိုက်ပွဲဖြစ်ပွားနေတာဟာတကယ်ဆိုတဲ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 လေးနဲ့ဖြစ်နေတာဟာတလကျော်တော့ရှိပြီဒါပေမဲ့လွန်ခဲ့တဲ့အပတ်ကနေမှပြင်းပြင်းထန်ထန်ဖြစ်လာခဲ့တယ်တနေ့ကသတင်းထဲမှာလည်းကျွန်မပြောပြသလိုပဲဝူယန်ဘက်မှာ ထိုးစစ်ဆင်တဲ့စစ်ခွေးတွေနဲ့ပြည်သူခွေးတွေကတော့ထိခိုက်မှုအများများသွားတဲ့အတွက်ကြောင့်မတည်ပဲနဲ့ကြာနေတဲ့ခွေးတွေကပြန်ဆုတ်သွားခဲ့တယ်ဆိုတော့ကိုကျွတ်သတင်းထဲမှာလည်းတင်ပြတာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဆုတ်သွားခဲ့တဲ့အခါကျတော့အခုဒီတနိုင်းဘက်ကနေမှစစ်ကိုခေါ်တယ်တနိုင်းဘက်ကနေမှစစ်ကိုခေါ်တဲ့အတွက်ကြောင့်တနိုင်းခမရ38ကတက်ရင်မိုးတွေပါအခုဒီဝိုင်းမော်ဘက်ကိုထိုးစစ်ဆင်လာခဲ့တယ်အဲ့ထိုးစစ်ဆင်လာခဲ့တဲ့ တက်ရင်မိုးကိုပဲကျွတ်ရ KIA ဒီဘက်ကနေမှစနိုက်ပါနဲ့ချထည့်လိုက်တာမတာပေါ်နီနီပဲမတာပေါ်နီနီဖြစ်တဲ့ခွေးတရောင်းစားကိုမြစ်ကျနဆဲယုံဘက်ကိုခေါ်သွားတာလမ်းမှာပဲချက်ချင်းမတာပေါ်သွားတယ်ဆိုတော့အခုဒီ white mob ဘက်မှာလဲနော်စစ်ခွေးတွေအတုံးအယုံပြီးသူခွေးတွေအတုံးအယုံတဲပြီးမှစစ်ရဲမှာရှုံနေနေတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဘတ်မောက်ဘက်မှာဆိုလို့ရှိရင်အခုတိုက်ပွဲတွေနေ့တိုင်းဆက်တိုက်ဖြစ်ပွားနေတယ်ပြီးရင်အခုဒီ social media ကြီးထဲမှာ ်ခွေးလိုပြီးဒီဘက်ကနေမှဘာလုပ်တယ်လဲဆိုတော့အနံ့ပါမှာအစုလိုက်အပြုံလိုက်ဘုံကျဲတိုက်ခိုက်ပြီးဆုံးသွားတဲ့လူတွေကိုမြုပ်တဲ့တပ်ပုံတွေကိုထုတ်ပြီးမှအခုဘတ်မောက်မှာ KIAD ဘလောက်ကြတယ်လဲမကြဘူးလေကြည့်ကြပါဆိုပြီးမှအခု online ထဲမှာအရင်တော့တပ်ပုံတွေကိုယူပြီးမှ lobby လုံနေကြတာတွေအများကြီးတယ်ဒါပေမဲ့နင်တို့ခွေးတွေကိုတခုပဲပြောလိုက်မယ်အခုအချိန်အထိတိုက်ပွဲတွေတက်လောက်ဖြစ်ပြနေတဲ့နေရာမှာ အခုနင်းတို့တင်ထားတဲ့ဓာတ်ပုံထဲကဒီလောက်အထိအခုဗတ်မောက်အမြို့အပြင်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်ဘယ်လိုနည်းနဲ့ဒီအခေါက်တွေအများကြီးလူတွေအများကြီးနဲ့တကြိုပွဲကိုလုံနိုင်ပါလေစဉ်းစားကြည့်ကြနော် KIAD အမြိုက်တေကြတယ်လို့ပဲထားဒီလိုမျိုးပွဲလိုမျိုးကျင့်ပါပြင်မှမြုပ်ရအောင် အခြေအနေကအဲ့လိုဖြစ်နေသလား ဆိုင်ဝါထဲ့မယ်ဆိုလို့ရှိရင်နဲ့နယ်လေနဲ့တော့အဖေမေဒီစီကကပ်ပါလာခဲ့တဲ့ဖြုတ်အုံနောက်ဒီလေနဲ့နယ်လေလေပတ်ပြင်းမှဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားဘိုင်းမောက်မှာဒီလိုမျိုးနော် KIAD တေတဲ့ဥစ္စာကိုမြုပ်တဲ့ဥစ္စာဒီလောက်အထိပွိုင်းဒီလုတ်ပြင်းမှမြုပ်ရလောက်အောင်အခြေအနေကပေးနေသလားမပေးဘူးလားစဉ်းစားကြည့်ကြပါလို့ပြောချင်တယ် နော်ဆိုတော့အခုဘတ်မောက်မှာတိုက်ပွဲကြီးပြင်းထန်နေတယ်ပြီးနောက်တစ်ခုကတော့တနိုင်းဘက်မှာလည်းမနေ့ကတော့လေရင်ရှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်နော်နောက်တစ်ရက်တစ်ခုနေနေကတော့ဒီစက်တင်ဘာလ23ရက်နေ့တုန်းကရင်းမြို့နယ်ကြောင်းရွာကနေမှရွာတိရွာကိုအင်းအားတရားကျော်နဲ့ထိုးစစ်ဆင်လာတဲ့စစ်ခွေးတွေကိုလမ်းပြပေးတဲ့လမ်းပြနှုတ်ဦးကိုရဲဘရိုးတွေဖွဲ့ကနေမှ စက်တင်ဘာလ25ရက်နေ့ည10:00နာရီကျော်မှာသွားဖမ်းဆီးခဲ့တယ်တဲ့အဲ့လိုမျိုးဖမ်းလိုက်တဲ့အခါကျတော့ရေဘလူးဆိုတာကကျမတို့ဒီ PDF မှာနာမည်ကြီးပဲเนาะဆိုတော့အခုဒီလမ်းပြနေရကိုဖမ်းလိုက်တဲ့အခါကျတော့အခုဒီစစ်ခွေးတွေကတော့ပြန်ခောက်သွားတယ်လို့သိရတယ်ဆိုတော့ဒီနေ့မွန်ပြည်နယ်ကိုလာရင် လာကြည့်ကြလေပြီးလို့ရှင်အခုဒီမွန်ပါတီဒီတောင်မှအခုမွန်ပြည်နယ်မှာ မင်းဆွေစည်းယုံချင်းကိုမလုံနိုင်ဘူးလို့ကြားရတယ်။ရေဘလူးရဲ့လက်ချက်ကိုကြောက်တယ်လေ။အဲကြောင့်စစ်ခွေးတွေကတော့ပြန်ခောက်သွားတယ်ဆိုတဲ့အကြောင်းသိရတယ်။မွန်ပြည်နယ်မှာရွေးကောက်ပွဲပဲလုပ်သွားမလား။နင်းတို့အသက်ကိုပဲရေဘလူးတွေရွေးပြမတက်ပစ်လိုက်မလားဆိုတာလည်းနမျောကြည့်ကြပါလို့ပြောချင်တယ်။ပြီးရင်အခုကျွားတို့နောက်သတင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတူတူလေးကိုအရင်နားထောင်ကြည့်ရအောင်နော်။လင်းနေကဖြစ်လာတယ်ဆိုတာတက်ကြောင်ဖြစ်လာတာတော့ဟုတ်ဘူး။သူတို့ရဲ့နိုင်ငံရေးလိုအပ်ချက်ကြောင့်ဖြစ်လာတာ။ ငင်းချမ်းကြီးဒီအခုရသွားပြီဆိုရင်တော့လက်နက်ကင်အဖွဲ့ဆိုတာဒီဒီအခုတော့ BGF ကိုဖြုတ်ကိုဖျက်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်တက်မလို့ဆိုတော့တခုပဲရှိတယ်တဲ့တက်မလို့အနေနဲ့ရတော့ဖြင့်လက်နက်ကင်အားလုံးရဲ့သူကအကြီးအမှုပဲအကြောင်းမလို့လေငင်းချမ်းကြီးယူထားတဲ့ဒီလက်နက်ကင်အဖွဲ့စည်းတွေကို Boraga Force ပေါ့နော် BGF ဆိုရင်မှာကိုတော့ဖွဲ့ပြီးတယ်အကြောင်းမလို့လက်နက်ကင်အဖွဲ့စည်းတွေကချင်းကြလို့ရှိရင်တော့ငင်းချမ်းကြီးဒီအခုရသွားပြီဆိုရင်တော့လက်နက်ကင်အဖွဲ့ဆိုတာဒီဒီအခုတော့ BGF ကိုဖြုတ်ကိုဖျက် အဖြစ်ဖဲနဲ့ငញ្ញံကြီးရတယ်လို့ပြောတာမဖြစ်နိုင်ပါဘူး။ဒါမှမဟုတ်လေတက်မလို့ကော်ရီဦးစည်းချုပ်ကဒီလက်နက်ကင်အားလုံးရဲ့ဟိုအကြီးမှုဖြစ်တယ်။လက်နက်ကင်အားလုံးရဲ့အကြီးမှုဆိုတာတဘုံတက်ဖွဲ့လို့တော့အကြီးမှုလို့လို့မရဘူးပေါ့။ဒါပေမဲ့ဒီတဘုံတွေအကုန်လုံးက BGF ဖြစ်နေအတွင်ပြောင်းပြီးပြီဆိုရင်တော့အာသူကိုကဲမှုအောင်မှာပဲရှိဖို့လိုပါလေ။ဒါမှမဟုတ်တက်မလို့ကော်ရီဦးစည်းချုပ်ရဲ့အခမ်းအခါနာကိုအခြားနိုင်ငံတွေနဲ့မတူဘူးပေါ့။မြန်မာနိုင်ငံမှာတော့ဖြင့်ဟွန်ကိုင်းသွားနေကြတော့မပြီးသေးဘူး။ ဲ့တော့မပြီးသေးတဲ့နေသားမျိုးမှာဟိုတတ်မတော်ရဲ့အခန်းကဏ္ဍကိုရှော့ချဖို့ဆိုတော့ဖြစ်တင်မှုလိုပဲဥပမာဒီစားပါတတ်မတော်ကော်ဝေးဒီကျိုးကလည်းဒီလေးပြောထားပြီးပြီလေမြန်မာနိုင်ငံမှာတောင်းကျမ်းသူဆိုတာမရှိတော့ဘူးဆိုရင်ကြားလို့ရှိရင်တတ်မတော်ကလည်းလွတ်တော်ကနေဖယ်ပေးပါမယ်ဆိုတော့ဒီလိုဒီပြောထားပြီးဆိုတော့အခုဒီအထဲမှာကျွတ်တော့အားလုံးကြားရတဲ့အတိုင်းပဲဒီမင်းကင်းမောင်မြင့် ကတာလွတ်တော်အမတ်လို့သာပြောနေတာနော်အဲ့အချိန်အခါကလေးကလွတ်တော်အမတ်တယောက်ရဲ့အုံနောက်အရေးချင်းနဲ့တို့မရှိဘူးအခုဒီဗီဒီယိုကိုကျွန်တော်နားထောင်ကြည့်တဲ့အခါမှာဘာကိုကြားမိတယ်လဲဘာကိုခံယူတယ်လဲဘယ်လိုမျိုးအမြင်ရှိကြတယ်လဲတော့မသိဘူးအခုဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နှမျိုးကိုပြောချင်တယ်တခုကတော့အခုသူပြောသွားတာကဒီလက်နက်ကိုင်တပ်ဖွဲ့ဆိုတာဟာစစ်တပ်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘူး သူတို့ရဲ့နိုင်ငံရေးလိုအပ်ချက်ကြောင့်တိုင်းရင်းသားလက်နက်ကင်ဆိုတာပေါ်ပေါက်လာခဲ့တယ်လို့ပြောတယ်။နိုင်ငံရေးကြောင့်ဖြစ်တဲ့နိုင်ငံရေးကိုဘယ်သူလုပ်တယ်လဲ။သူပြောသွားတာကမှန်တယ်။ဒီလက်နက်ကင်တပ်ဖွဲ့ဆိုတာဟာစစ်တပ်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘူး။နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတယ်။ဘာကြောင့်မို့စစ်တပ်ကြောင့်မဟုတ်ဘူးလို့ပြောတယ်လေဆိုတော့စစ်တပ်ဆိုတာဟာစစ်ခွေးတွေအုပ်ချုပ်ပြီးတဲ့နောက်ပိုင်းမှာဘိုးချုပ်အောင်စံတီထောင်ခဲ့တဲ့စစ်တပ်ဟာဒီစစ်တပ်မဟုတ်ဘူးလေဒါကြောင့်မို့ ပို့ထအောင်ဆန်းတီထောင်ခဲ့တဲ့စစ်တပ်မရှိတော့တဲ့အတွက်ကြောင့်ကျတော့ဒီတိုင်းရင်တားလက်နဲ့ကင်တွေအားလုံးဟာလက်နဲ့ကင်တွန်လိုက်ရဲတမားတွေဖြစ်လာခဲ့ကြတယ်။ဘိုးချွအောင်ဆန်းတီထောင်ခဲ့တဲ့စစ်တပ်ကြောင့်တော့မဟုတ်ဘူး။ဒါပေမဲ့ခွေးစစ်တပ်ကြောင့်တော့ဟုတ်တယ်။ဘာကြောင့်တိုင်းရင်တားလက်နဲ့ကင်ဆိုတာဖြစ်ပေါ်လာတယ်လဲ။ဘာကြောင့်မို့နိုင်ငံရဲကြောင့်လို့သူပြောတယ်လဲဆိုတော့ဟုတ်တယ်နိုင်ငံရဲတခုကိုလှုပ်လာဖို့ရအတွက်တန်းတူညီတူမှုအခွင့်ရဲကို အင်မတမလိုအပ်တယ်။တန်းတူညီတူမှုမရှိတဲ့ကိစ္စကိုလည်းသူဒီမှာပဲသူပြောသွားတယ်။ငိမ့်ချရဲတဲ့အကုန်ရသွားတဲ့တချိန်ကြလို့ရှိရင်တိုင်းရင်တိုင်းလက်နက်ကင်တွေအားလုံးကိုစစ်တပ်ရဲ့လက်အောက် PGF အနေနဲ့ထားမယ်လို့ပြောတယ်။ PGF ဆိုရဟာစစ်တပ်ရဲ့အောက်မှာနေတာ။ ကျတော့ကနင်းတို့ရဲ့စစ်တပ်ရဲ့အောက်ထဲမှာနေမဲ့နင်းတို့လိုအုံအောင်မပြီးတဲ့စက်မပြီးတဲ့လူတွေမဟုတ်ဘူးဒါကဘာကြောင့်ဒီစကားကို ပြောတယ်လဲဆိုတော့ဒါဟာလူမျိုးရင်းအနေနဲ့အဆင့်တန်းခွဲခြားခြင်းနိုင်ငံရေးမှာတော့မကဘူးနော် လူမျိုးရင်းအနေနဲ့အဆင့်တန်းခွဲခြားခြင်းဖြစ်တယ်နင်းတို့တိုင်းရင်းသားလက်နက်ကိုင်တွေဟာငါတို့ဗမာတွေရဲ့အောက်မှာရှိရမယ်ဆိုတဲ့အသွေးအခေါ်ကြောင့် ငိမ့်ချရဲ့အကုံရသွားပြီးတဲ့အခါမှာလက်နက်ကင်တိုင်းရင်သားတွေဟာနေချဆောင်တက်ဖြစ်ရမယ်။ဒီနေ့ကျမတို့တိုင်းရင်သားလက်နက်ကင်တွေကိုစစ်ခွေးတွေရဲ့အမြင်ထဲမှာအခုငိမ့်ချရဲ့ရသွားတဲ့အခါမှာတိုင်းရင်သားတွေအကုံစုပေါင်းပြီးတော့ကောင်းတဲ့စစ်တပ်တစ်ခုကိုတီထောင်မယ်ဆိုတဲ့စကားကိုသူမပြောသွားဘူး။ငိမ့်ချရဲ့အကုံရသွားတဲ့အခါမှာဒီတိုင်းရင်သားလက်နက်ကင်တွေအားလုံးဟာ PJF ဖြစ်ကိုဖြစ်ရမယ်လို့စကားပြောသွားတယ်ဖြစ်ကိုဖြစ်ရမယ် အားလုံးဟာ PG အဖြစ်ကိုဖြစ်ရမယ်။ရည်ချင်းစရာကောင်းတယ်။စစ်တပ်ဟာလက်နက်ကိုင်တွေအားလုံးရဲ့အကြီးအမူဖြစ်တယ်။ဒါကြောင့်မို့ဒီကာချုပ်ဆိုတာဟာဆိုလို့ရှင်လေစစ်တပ်အတွက်ခေါင်းကြီးပဲမဟုတ်ဘဲနဲ့လက်နက်ကိုင်တိုင်းရင်းသားတွေအားလုံးရဲ့ခေါင်းကြီးဖြစ်တယ်။ ဒီထဲမှာနောက်တစ်ခုကဘာလဲဆိုတော့နိုင်ငံတကာမှာစစ်တပ်ဆိုတာတစ်ခုပဲရှိတယ်လို့ပြောတယ်မှန်တယ်ပြီလို့ရှင်နောက်တစ်ခုဘာပြောလဲဆိုတော့ဒါပေမဲ့တဲ့မြန်မာနိုင်ငံမှာရှိတဲ့စစ်သားရဲ့လှုပ်ရှားပုံစည်းကမ်းတွေစစ်စနစ်တွေကတော့သူများနိုင်ငံနဲ့မတူဘူးလို့ပြောတယ်ဘယ်သူမှလည်းခွေးကျင်ခွေးကြံလေပြီလို့ရှင်ဒီတိုင်းရင်သားလက်နက်ကိုင်အားလုံးရဲ့အကြီးမိုးဟာနင့်တို့စစ်ခွေးတွေရဲ့ကာချုပ်ဖြစ်တယ်လို့ဘသူပြောတယ်လဲဘယ်တတဝါပြောတယ်လဲနင့်တို့ခွေးတွေပြောရင်ပြောမယ်ဒီနေ့ကျမတို့လူဖြစ်တဲ့တိုင်းရင်သားတွေဘယ်တော့ခါမှမှ စစ်ခွေးတွေကကျမတို့ရဲ့ခေါင်းဆောင်ဖြစ်တယ်စစ်ခွေးတွေကကျမတို့ရဲ့အကြီးအကဲဖြစ်တယ်စစ်တပ်ဆိုတာကျတို့မြန်မာနိုင်ငံမှာမရှိမဖြစ်ဖြစ်တော့စစ်တပ်ဖြစ်တယ်လို့ခွေးတွေခံယူရင်ခံယူမယ်လူစင်စစ်ကတော့ဒီစကားကိုမပြောတယ်လို့ဘယ်တော့အခါမှမလဲကျတို့လက်မခံဘူးနော် 大家莫，那是亏的个，我给的六里皮的阿对椒，是亏的也别阿看更大的苦果嘛。学校啥招新不？缅甸人阿嘛，淘宝没许多嘞，阿钱得来嘛。是亏的个，六六道天个尼嘛，阿比阿太多买路标嘞。你诺六道天嘛，太难呀真哈。你呢，你诺淘宝落货嘞，就话落多了，也得买点椒啦。但阿莫不说咯，缅甸人阿我看到人家标得咯，太难了，那概念阿罗汉阿罗，咱们罗爷来阿天嘛，西阿没数。 တဲ့မြန်မာနိုင်ငံကိုကြီးစိုးချင်တဲ့အတွက်ကြောင့်လူတော်ထဲမှာထိုင်နေကြသလားစင်စားကြည့်ကြပါเนาะဆိုတော့ဒီနေ့မြန်မာနိုင်ငံထဲမှာနင့်တို့ကငရုလက်နဲ့ကိုင်းလို့ပဲနင့်တို့လူတော်ထဲမှာထိုင်မလားဒါမှမဟုတ်လို့ရှိရင်ငရုကနင့်တို့ကိုအပြီးချေမုံမှာနင့်တို့က ခွေးပြဲဝက်ပြဲပြဲမှလူတော်ကနဲ့ထွက်မလားဆိုတာတော့နင့်တို့ရွေးရမှာဖြစ်တယ်နော်ဒီလိုမျိုးအထင်အမြင်တဲမှုတွေစစ်ခွေးတိုင်းစစ်ခွေးရဲ့အရေခြုံတဲ့သူတိုင်းမှာရှိတယ်ဒါကြောင့်မို့ဒီလိုမျိုးတန်းတူညီတူမှုကိုမရနိုင်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့27ဒေါ်လာရေးဆိုတာဖြစ်ပေါ်လာခဲ့တာဒါကြောင့်ခဏတော့ကသူပြောသွားတယ်တိုင်းရင်သားလက်နက်ကိုင်တွေဟာစစ်တပ်ကြောင့် လက်နဲ့ကင်လာတာမဟုတ်ဘူးဆိုတာတိတ်မှန်ခဲ့ပါတယ်။မှန်လဲမှန်တယ်အခုအချိန်ထိလဲမှန်တယ်။ခဏတုန်းကပြောလို့ဘာကြောင့်မှန်တယ်လဲဆိုတော့ပိုချော့အောင်ဆန်းတီထောင်ခဲ့တဲ့စစ်တပ်ဟာဒီနေ့ဒီအချိန်ထိမရှိတော့လို့ပဲ။ပိုချော့အောင်ဆန်းရဲ့စစ်တပ်မရှိတော့တဲ့အတွက်ကြောင့်စစ်ခွေးတွေကိုဒီနေ့ကျတော့ပုံကန်တယ်။ ဘယ်နဲ့မှအဆုံးတက်မလဲဆိုတော့စစ်ခွေးပပျောက်သွားတဲ့အချိန်မှာကျတော့လေတိုက်ပွဲတွေပေါ်ဆောင်မှုကင်းသွားမှာဖြစ်တယ်။ဒါကြောင့်အားလုံးငြိမ်းချမ်းသွားတဲ့အခါမှာနင်တို့စစ်ခွေးတွေလွတ်တော်ထက်ကနေမှထွက်ပေးမယ်တဲ့။လွတ်တော်နဲ့ခွေးနဲ့ဘာဆိုင်တယ်လဲ။လွတ်တော်ဆိုတော့ဟာနိုင်ငံရေးသမားတွေနေတဲ့နေရာဖြစ်တယ်။စစ်ခွေးတွေရဲ့ဘာတိုက်မဟုတ်ဘူး။စစ်ခွေးတွေရဲ့စစ်တမ်းရမဟုတ်ဘူးဆိုတော့နင်တို့ခွေးတွေမှတ်ထားပါ။ ဆိုတော့ဒီလိုဆရာကိုကျွတ်ဆက်မပြောခင်ဗီဒီယိုတော်တော်လေးကိုအရင်ပြပေးမယ်နားထောင်ကြည့်ရအောင်နော်တိတ်ချစ်ဆရာကောင်းတယ်ဒီနေ့အပြောဆုံးမှာကြည့်ပါကြည့်ပါတကားမှမရဘူးတဲ့ဒါကြီးသမင်းတို့လည်းဖွင့်လောင်းတာကြီးသမင်းထဲမှာဒါမှမရဘူးကျွန်တော်တို့သမင်းတို့ထဲမှာစားရပါတယ်နန်းနော်ဓမ္မနဲ့အာရမခေချင်းထိုးတဲ့ပွဲအလဲအကွဲရှိပင်မဲတဲ့အောင်ပွဲကတော့ဓမ္မဘက်မှာအမျက်ရှိတယ်တဲ့ရောင်နီသားတဲ့နေတစ်ကိုရောက်ဖို့တဲ့ နေဝင်ညကိုကူးဖြတ်ရမယ်ဒီမှန်တော့ဒါကျွန်တော်တို့ရဲဘော်တွေရှေ့တန်းရဲဘော်တွေအတွက်သမီးတို့မှပါလာတဲ့စာလေးတွေနော်ငါမီးတွေဘာမှမပူနဲ့နော်တဲ့စစ်ခွေးတွေအစစ်ခွေးတွေကိုတဲ့အနိုင်အောင်တိုက်ပြန်လာရင်စပြေပန်းနဲ့အဖွားတို့ကျူနေမယ်တဲ့စာသားလေးကြည့်အမရှေ့တန်းရဲဘော်တွေအတွက်အိမ်မြန်လမ်းမှာနေပိုက်တော့မနော်တာရွှေအိုထန်းလာတယ်လို့ ုံပြောနိုင်ပါစေတဲ့ငါတို့မှငါတို့ပဲရှိတဲ့ရဲဘော်တို့အတွက်တို့ပြည်သူတွေအမြဲတမ်းနောက်ကနေဝင်းရင်အားပေးနေမယ်တဲ့ရှင်တန်းရဲဘော်တွေဒီထမင်းတို့ပို့တဲ့ထဲမှာတသက်နဲ့တကူကျော်တစ်ခါမှမရဘူးဗျာဒီမဲ့ကိုကိုပြန်လာမယ့်နေ့ကိုညီမစောင့်နေမယ်နော်ကိုကိုတို့တားချစ်တယ်နော်အဘွားတယ်အာကျေးဇူးအရိုညီကိုတော်တွေနဲ့ပြည်သူနဲ့ဘလောက်တော်မှာကျန်းဒီနေ့ကျွားတို့ရှေ့သားမှာရောက်နေတဲ့တိုင်းရင်သားလက်နက်ကင် 到那夜的阿老哥，比度的不老吃家的累出了大白，他们抱老先到嘛，又有他们把宝贝来谈好不？他们家了过夜白天嘛，太婆看阿细婆。 ခန္ဓာအတွက်လိုအပ်တဲ့အစာဖြစ်တဲ့သမင်းကိုပို့ပေးတယ်။အဲ့ထဲမှာပဲဘာဖြတ်ပို့ပေးလိုက်တယ်လဲဆိုစိတ်ပိုင်းဆိုင်ရာခွန်အားကိုဖြစ်စေတဲ့စာတိုးလေးပါတခါလေးထည့်ပေးလိုက်တယ်ဆိုတော့တွေးရတယ်။ဆိုတော့ဒီနေ့ကျွန်တော်တို့ပြည်သူလူထုဒီဟာဒီလိုမျိုးကျွန်တော်တို့အတွက်တိုက်ပွဲဝင်နေပေးတဲ့တိုက်ကျွန်တော်တို့ရဲ့တော်လာရဲသမားတွေကိုဘလောက်ချစ်တယ်လဲဘလောက်ချစ်တယ်လဲဆိုတာကို စာတစ်ချောင်းလေးနဲ့ထည့်ပေးလိုက်တာနဲ့အင်အားအပြည့်အဝ ဗိုက်တာမင် A to Z ထိရှိတယ်ဒီနေ့ညင်းတို့စစ်ခွေးတယ်လွန်ခဲ့တဲ့အချိန်မှာကျတော့ဒီလန်ဆယ်ဘက်ကတိုက်ပွဲဖြစ်သွားတော့ကကျတော့ KIA နဲ့ပူပေါင်းတော်လိုင်းရဲတွေဖမ်းဆီးရတဲ့စစ်ခွေးတုံးပန်းတွေရဲ့စကားကြားရတယ်နော်တိုက်ပွဲဆလာတဲ့နေ့ကနေမှအစာ၆စားရတာသမင်းမစားရလို့လက်တွေတုံနေတာနင်းတို့မြင်နေနော်ဒါကိုအခုစစ်ခွေးဘောမတွေကနေတော့เนาะကြုံမျိုးမင်းပြောတာတိုက်ပွဲပေါ်ဆောင်ရတာ ျော်ပွဲလိုတောင်ဖြစ်တယ်လို့ဒီနေ့ကျမတို့တော်လံရဲတွေကတော့ဖမင်းစားလို့ရှိရင်လေခန္ဓာအတွက်ပဲစားတာမဟုတ်ဘူးစိတ်ရဲ့ပျော်ရွှင်မှု စားချောင်းစားသားနဲ့ပါစားနေရတဲ့ဘဝဖြစ်တယ်ဒီလိုမျိုးတော်လံရဲလို့ရတာဟာဘလို့အထိမုံမြတ်တယ်လဲပြီးသူဒီဟာအတိုင်းထက်အလွန်ချစ်မြတ်နိုးပြီးတန်ဖိုးထားရတဲ့ကျမတို့ရဲ့တော်လံရဲသမားတွေဖြစ်တယ်ဘယ်နိုင်ငံမဆိုစစ်တပ်တစ်ခုပဲရှိတယ်မှန်တယ်ဒါပေမဲ့ဘယ်နိုင်ငံကစစ်တပ်ကမှ နိုင်ငံရေးထဲမှာဝင်ရှာရှဲတာမျိုးတွေလွတ်တော်ထဲမှာနေရယူချင်တာမျိုးတွေဘယ်စစ်တပ်ကမှလူမျိုးခွဲခြားပြီးတော့အုပ်ချုပ်တာမျိုးငရုစစ်တပ်ထဲမှာဘယ်လူကမဝင်ရဘူးဟိုလူကမဝင်ရဘူးဆိုတာတွေဘယ်နိုင်ငံမှမရှိဘူးဆိုတာလဲနင့်တို့ခွေးတွေနည်းနည်းလေးအမြင်ကျေပါနော်နင်တို့ခွေးတွေအမြင်ကျေသွားပြီဆိုလို့ရှိရင်မြန်မာနိုင်ငံကငြိမ်းချမ်းပြည်သားဖြစ်တဲ့တဘုံဆိုတဲ့နာမည်ဟာကြားချင်ရင်တောင်မှ မကြားနိုင်တော့တဲ့နိုင်ငံတစ်ခုဖြစ်သွားမယ်เนาะဆိုတော့ဒီနေ့ကျတော့မြန်မာနိုင်ငံမှာတပုံလို့ခေါ်တဲ့တိုင်းရင်းသားတွေရှိချင်းဟာနင့်တို့စစ်ခွေးတွေကြောင့်ဖြစ်တယ်ဆိုတာကိုတော့ပစ်တော့မှမမဲနဲ့เนาะပြည်သူတွေအားလုံးစမ်းမပြူရှိကြပါစေ